ကျွန်တော်တို့ဟာအသက်ကိုကာကွယ်ပြီးတခြားအရာထက်ပိုရေးကြီးတယ်လို့မှတ်ယူသင့်ပါတယ်။ဒါဆိုရင်အသက်ရဲ့အစစ်အမှန်ကဘယ်သူပါလဲ။အသက်ရဲ့အစစ်မှန်နဲ့အရင်မြစ်ကဘယ်သူပါလဲ။ခရစ်တော်ဖြစ်ပါတယ်။ဒါကြောင့်ခရစ်တော်ကိုကျွန်တော်တို့အထဲမှာစောင့်ထိုင်ရမှာဖြစ်ပါတယ်။တခြားအရာတွေဆုံးရှုံးရင်တောင်ကျွန်တော်တို့မှာအသက်ဖြစ်တဲ့ခရစ်တော်ကိုအမြဲထားရှိရမှာဖြစ်ပါတယ်။ခမဲတော်ခင်မှာအသက်ရဲ့အစစ်မှန်ရဲ့နာမကဘာဖြစ်ပါသလဲ တားတော်ခင်မာကောဘလို့ပါလဲတန်ရှင်းသောဝိညာဉ်တော်ခင်မာကောဘလို့ပါလဲကျွန်တော်တို့ဒါကိုဘယ်တော့မှမဆုံးရှုံးရပါဘူးဖရာသခင်ဟာဒီအဖို့တန်တဲ့အသက်တာကိုဘယ်တော့မှမဆုံးရှုံးမဲသူကြွလာတဲ့အထိဆွဲကင်ထားဖို့ပြောခဲ့ပါတယ်စာဒန်ဟာဒီအသက်ကိုလူယူဖို့ကျွန်တော်တို့ကိုနှောက်ယှက်နေပါတယ်ကျွန်တော်တို့ကိုလှောင်ပြောင်ပြီးတန်တရားဖြစ်စေပါတယ်အဲ့ဒီလိုနဲ့ကျွန်တော်တို့မသိလိုက်ပဲဒါတွေကိုလူယူခံခဲ့တာမျိုးဖြစ်နိုင်ပါတယ် ဒါကြောင့်ဖျားသခင်ကငါသည်အသက်ဖြစ်၏တင်တို့သည်ယသမြကိုငါလာသည်တိုင်အောင်ဆွဲကင်ကြလော့လို့မိန့်တော်မူခဲ့ပါတယ်ရှင်ယောဟန်ခရစ်ဝင်အခန်းကြီး6ရဲ့တုန်တင်ချက်ကတဆင့်ဖျားသခင်ဟာဒီအရာကိုစုပ်ကင်ထားနိုင်တဲ့အမှန်တရားကိုပြီးခဲ့ပါတယ်ငါဤအသားသွေးကိုတောက်စားတော်သူသည်ဘသူထဲမှတည်နေပါသည်လဲသူတို့ဟာယေရှုခရစ်ထဲမှတည်နေပြီးယေရှုခရစ်ဟာဘသူထဲမှတည်နေပါသည်လဲ ယေရှုခရစ်ဟာပတ္တခါမုန်းနဲ့စပ်ပြည့်ရီကိုစားတောက်တဲ့သူတွေဆိုလိုတာကပြိညာတရားတစ်ကိုစောင်းတဲ့သူတွေထဲမှာတည်နေပါတယ်။ဒါကိုအဆုံးထိစောင့်ဖို့မိန့်တော်မူခဲ့ပါတယ်။ကျွန်တော်တို့စောင့်ရမယ့်အရာတွေအများကြီးရှိပေမဲ့တခါတလေမှဘာကိုစောင့်ရမှန်းမသိပါဘူး။ထို့ကြောင့်ငါပြီးတော့အခါအမတ်တမဲ့ပြည့်တယ်မဟုတ်လက်ပွေတက်တော့အခါအာကာသကောင်းကင်ကိုသာထိုး၍တက်တည်မဟုတ်။ အခြားအရာအလုံးထက်အသက်ကိုထိမ့်ပါဒါဆိုရင် အသက်ကဘသူပါလဲခရစ်တော်ဖြစ်ပါတယ်ခရစ်တော်ရဲ့အသားနဲ့အသွေးရှိတဲ့အခါခရစ်တော်ဟာကျွန်တော်တို့ထဲမှာကိန်းဝတ်တော်မူပါတယ်တန်ရှင်သောဝိညာဉ်တော်ကျွန်တော်တို့အထဲမှာအမြဲတည်နေစေဖို့အတွက်နည်းလမ်းများစွာရှိပါတယ်ခရစ်တော်နှစ်သက်တဲ့အရာကိုလှုပ်ဆောင်ခြင်းဖြစ်ပါတယ်မျော်လင့်ချက်မဲ့နေတဲ့သူတွေစီကောင်းကင်နိုင်ငံဟာအနာဂတ်မှာဖြစ်လာလိမ့်မယ်ဆိုတာကိုသိစေဖို့အတွက် ကျွန်တော်တို့ဟာဖျားသခင်ရဲ့နှုတ်ကပတ်တော်ကိုရှမာရိပြည်နဲ့မြေကြီးဆုံးထိဟောပြောခြင်းအဖြစ်မျော်လင့်ချက်အားပေးမှုနဲ့အိမ်မက်တွေကိုပေးကြရမှာဖြစ်ပါတယ်။ဤအနာဂတ်ကြံစကားကိုကြည့်ရှုဖက်ယူနားထောင်၍ရေးထားသမျှတို့ကိုစောက်ရှောက်တော်သူတို့သည်မင်္ဂလာရှိကြ၏လို့ရေးသားထားပါတယ်။ကျွန်တော်တို့ဟာဖျားသခင်ကိုတီးပြီးကောင်းကင်ကိုတီးမြင်လာပြီးအဲဒီကတဆင့်အဖေနဲ့အမေကိုတွေ့ဆုံခဲ့ကြတဲ့အတွက်ဖျားသခင်ရဲ့နှုတ်ကပတ်တော်ဟာအယံအဖို့တန်ပြီးအရေးကြီးပါတယ် ဖျားသခင်ရဲ့နှုတ်ကပတ်ကိုဖတ်ရှုနားထောင်ရုံတင်မကယုံကြည်ခြင်းနဲ့စောင့်ရှောက်တင်ပါတယ်။ဒါဟာအသက်ရဲ့တရားဟုကိုမဆုံးရှုံးစေနိုင်တဲ့တစ်ခုလေးသောနည်းလမ်းဖြစ်တယ်ဆိုတာကိုသတိရတင်ပါတယ်။လောကအရာတွေဘလောက်ပဲတန်ဖိုးကြီးနေပါစေတန်ဖိုးအရှိဆုံးအရာဟာအသက်ပဲဖြစ်ပါတယ်။အဖေအဆန်ဟုံးနဲ့အမေဖျားသခင်ဟာအသက်ဖြစ်ပါတယ်။သူတို့ကကျွန်တော်တို့ကိုအသက်ပေးပြီးထာဝရအသက်စီခေါ်ဆောင်ပေးပါတယ်။ ဇီအုံမီသားစုအားလုံးယုံကြည်ခြင်းမဆုံးရှုံးကြဘူးတောင်းဆိုရင်ဒီနေ့နှုတ်ကပတ်တော်ကိုမိကုံးချုပ်ချင်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်